ကဲကျွန်တော်ဆက်လက်ပြီးတော့တပတ်တာကန်ဂျမာကိုဒီတပတ်အတွက်အင်္ဂါသားသမီးမိတ်ဆွေများအတွက်လမ်းညွှန်ဟောကြားပေးသွားမှာဖြစ်ပါတယ်၄ရက်မေလ2025တနင်္ဂနွေနေ့ကနေပြီးတော့10ရက်မေလ2025စနေနေ့အထိတပတ်တာကာလအတွင်းအင်္ဂါသားသမီးမိတ်ဆွေများရဲ့တပတ်တာကန်ဂျမာကိုကျွန်တော်ကြည့်လိုက်ကြရအောင်အင်္ဂါသာသမီးမိတ်ဆွေများကတော့ဒီတစ်ပတ်မှာအဲ့လားကံကောင်းနေတဲ့တစ်ပတ်တာလို့ ပြောလို့ရပါတယ်။ကောင်းသောခီးတွေကြုံရမယ်ခီးနီးခီးဝေးစသဖြင့်အကျိုးရှိတဲ့ခီးနော်ကိုယ်အတွက်ပျော်ရွှင်စရာခီးအပန်းမြေခီးစတဲ့ကောင်းသောခီးတွေကြုံရမှာဖြစ်တဲ့အတွက်အရေးကြီးတဲ့ခီးကိစ္စတွေကိုလုပ်လို့ရတယ်။စတုလုပ်ငန်းအကျိုးတူပူပေါင်းဆောင်တဲ့လုပ်ငန်းတွေအကျိုးပေးတယ်ဟလာအချုံတော်အသားမြင့်စိုးရင်တည်းကပူဆွေးတော့ကရမရှိဘဲနဲ့ဟလာလွတ်လွတ်လပ်လပ်သွားနိုင်၊ကိုင်းနိုင်၊လုံနိုင်၊ကိုင်းနိုင်ပြောဆိုနိုင်ပြီဆိုတော့တပတ်တာဖြစ်ပါတယ်။အဲ့တော့ပြီးခဲ့တဲ့တလနှစ်လတပတ်နှစ်မှာကို့မှာအောင်းရင်တိကန်ထားရတဲ့ ဟုတ်လားအဆင်မပြေမှုတွေကဒီတစ်ပတ်မှာတော့အေးစစ်စစ်လောလောလောပေါ့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 နဲ့အဆင်ပြေပြီဆိုတော့တပတ်တာကာလာမျိုးဖြစ်ပါလားထို့တူကျွန်တော်တို့ကိုယ်ကိုစောင့်ရှောက်မဲ့ပေါ့နော်အစောင့်ရှောက်ကောင်းနေအထောက်ပံ့ကောင်းနေရတတ်တယ်ရန်အတိုက်ခံအပြိုင်ဆိုင်ရှိနေကောင်းစွာဓာတ်တွေကိုကြော်လွှတ်လွတ်မြောက်နိုင်မဲ့တပတ်တာဖြစ်ပါတယ်စနေနံပစ္စည်းများဖြစ်တဲ့ထိပနတ်အထယ်နာယီအဝိအထယ်နော်ဒယ်ဒလိုထီးဒယ်လိုပစ္စည်းတွေဝင်တတ်တယ်အလားတူပဲရင်ဆက်ပစ္စည်းအသုံးဆောင်ပစ္စည်းတွေမှမျော်လင့်မဲ့ဝင်တတ်တဲ့ နော်ရရှိပိုင်ဆိုင်တတ်တဲ့တပတ်တာဖြစ်ပါတယ်လက်ဆောင်ပစ္စည်းကရောကံပစ္စည်းဆိုတာမျိုးတွေလည်းရနိုင်တဲ့တပတ်တာဖြစ်ပါတယ်ဒီတစ်ပတ်မှာကိုပါလိုခြင်းလဲကိုလိုခြင်းတာကိုဟဲ့လားရယူနိုင်တဲ့စူးစမ်းရင်စူးစမ်းသလောက်အရာထင်မဲ့တပတ်တာဖြစ်ပါတယ်ဒီတစ်ပတ်ဟာအချိန်လဲသမဖြစ်ဘဲနဲ့ဟဲ့လားကိုအတွက်လောက်ကန်ကြံစီသမ ्या တွေဟာအရာရောက်နေမဲ့ပေါင်းမြောင်းနေမဲ့ဟဲ့လားကိုလောက်တာတွေကအဲတပြေးပြေးနဲ့ပေါ့နော်အောင်မြင်မှုတွေရလာတာဟဲ့လားပြီးခဲ့တဲ့ကာလတွေကမဖြစ်ဘူးဆိုတဲ့အလုပ်တွေတော့ဒီတစ်ပတ်တာမှာ ြန်လှည့်ပြီးတော့ဖြစ်တာဆုံးရှုံးထားတာတွေပြန်ပြီးဝင်လာမျိုးတွေဖြစ်မဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့ဒီတစ်ပတ်မှာကိုပိုင်လုံကအယောင်းဝယ်လုပ်တဲ့မိစေများနေလဲတိတိတတ်တတိုးတက်မယ်နာမည်ကုန်သတင်းကြီးမယ်အဆောင်လျှောက်အထောက်ပံ့ကောင်းတွေရမယ်ဆိုတဲ့အများလေးစားချစ်ခင်တဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့မတင့်မြတ်သူတွေကပင်ကိုယ့်ကိုတူရှူခရရလာတာပြန်လှည့်ပြီးတော့တင့်မြတ်တာမျိုးတွေဖြစ်မယ်လူငယ်များဖို့အခြေအကံကောင်းတယ် ချစ်သူလေးစားတစ်ရတာအချင်းနဲ့ပတ်သက်လို့မြစ်တရကြီးနဲ့ပတ်သက်လို့အိမ်တော်ကြီးနဲ့ပတ်သက်လို့ပျော်ရွှင်စိတ်ချမ်းသာတာမျိုးအခြေအနေမျိုးတွေကြုံမယ်အဆက်အသွယ်ကောင်းရမယ်တရင်သူတရင်ကောင်းဝမ်းသာစရာကိစ္စတွေကြုံတွေ့မယ်ဆိုတော့တပတ်တာ ဖြစ်ပါလေအဲ့တော့ငွေကြေးနဲ့ပတ်သက်ရင်လည်းဒီလိုမှငွေကြေးကြံစီတမျှငွေကြေးနဲ့ပတ်သက်လို့မျောလင်းရည်ရတမျှတွေအစဉ်ပြေမဲ့ငွေကြေးချောင်လဲကန်ကောင်းမဲ့တပတ်တာဖြစ်ပါလေအဲ့တော့ကျမကြီးမကောင်းလို့ညီးညူနေရတဲ့မိတ်ဆွေတွေရှင့်အောင်ကျမကြီးပြန်လဲတတ်တာကောင်းမွန်ထူထောင်လာနိုင်တဲ့တပတ်တာဖြစ်ပါလေ ဲ့တော့ကိုယ်ပိုင်လုပ်ငန်းအယောင်းဝယ်အပါဝင်ဟလာဆိုင်ကနာရုံးငန်းတွေဖွင့်မယ်အလုပ်သွားရှောက်မယ်အင်တာဗျူးပြင်မယ်လုပ်ငန်းသစ်တွေစတင်ဒူတော်မှုရည်ရထားတဲ့မိတ်ဆွေများဒီတစ်ပတ်တာမှာလှုပ်ချင်းပြင်အောင်မြင်နိုင်သလိုအခြားသောအရေးကြီးကိစ္စများကိုလည်းဒီတစ်ပတ်တာမှာလုပ်ဖို့ဆိုင်းပြင်နေရဲရဲသာလုပ်ပါအောင်မြင်ပါလိမ့်မယ်ဆိုတဲ့တစ်ပတ်တာကာလဖြစ်ပါတယ်အဲ့တော့ဒီတစ်ပတ်ကတော့ကံအခြေအနေကကိုယ့်ဘက်မှာရှိနေတယ်မျက်နှာသာပေးနေတယ်ကံတရားရဲ့ဖိမကူညီမှုတွေကံတရားရဲ့ဟဲ့လားအခွင့်အလမ်းတွေကိုရရှိနေတာဖြစ်တဲ့အတွက်မိမိကြိုးစားသလောက်အရာထင်မဲ့ စိတ်ချမ်းသာပျော်ရွှင်ကံကောင်းမဲ့တပတ်တော်ကိုထိတွေ့ခံစားဖြတ်တန်းရမှာဖြစ်ပါတယ်အဲ့တော့ဒီတစ်ပတ်အတွက်ကံကောင်းလက်ရှင်ကနေတော့တုံညတို့တစ်တို့ဖြစ်ပြီးတော့အကျိုးပေးတဲ့အကြောင်းမှာအပြာအယောင်ဖြစ်ပါတယ်အင်္ဂါသားသမီးမိတ်ဆွေများအတော့ပါ